ားလုံးပဲမင်္ဂလာပါခင်ဗျာပြည်သူပေါင်းတော်လိုင်းနေသိပါလို့နှုတ်ခွန်းဆက်တော့ပါတယ်အဲ့တော့ဒီကနေ့မှာတော့ကျွန်တော်တို့မိတ်ဆွေတယောက်ကိုဖိတ်ခေါ်ထားပါတယ်ဒါကတော့ထူ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 ကျွန်တော်တို့မိတ်ဆက်ပေးစရာမလိုလို့ထင်ပါတယ်ဒါပေမဲ့ကျွန်တော်ကျွန်တော်တို့အချင်းချင်းတော့နေသားလို့ခေါ်ရတယ်နေတော့မိတ်ဆက်ပေးလိုက်ပါဟုတ်ကျွန်တော် CDM ဝူးတင်လဲအောင်ပါဗျာဟုတ်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့နေသားဆိုကျွန်တော်လည်းဘိုးတိုင်းနောက်ချမ်းသာဒီ CDM ပုံမှုကလည်းဘိုးတိုင်းအနောက်ချမ်းသားပဲဖြစ်တဲ့အတွက်ကျွန်တော်တို့ချင်းချင်းတော့နေသားနေသားတွေဆိုနေသားခေါ်ကြနေသားလို့ခေါ်ကြပါဘူး မြေတီဘာမှာကျွန်တော်ရှိတော့2021 2022ကုန်ပိုင်းလောက်ဒီရှိတော့ရတော့ CDN လုပ်တဲ့ဗိုလ်ကြီးတွေအဲမျိုးမျိုးပေါ့သူတို့ ਨੇ အင်တာဗျူးတွေတောက်လျှောက်လုပ်ခဲ့ဦးတယ်ဒါပေမဲ့ကို့နယ်သားအချင်းချင်းကိုတော့တခါမှကျွန်တော်တို့စကားမပြောဘူးအဲ့တော့ဒီနေ့မှာကျွန်တော်တို့စကားလေးပြောမယ်ပေါ့စကားပြောမယ်အကြောင်းအရာကဒီနေ့မှာကျွန်တော်တို့ဘာအကြောင်းအရာပြောမလဲဆိုရင်အရင်ရက်က NUG ရဲ့ဝန်ကြီးဒေါ်စင်မောင်ကဆောင်းပါးတဲ့ပုတ်ရေးတယ်အဓိကတော့တရုတ်နယ်ပတ်သက်တဲ့ကိစ္စရက်တွေပြီးတော့ဒီတော်လိုင်းရေးမှာပြည်သူလူထုကိုကူညီကြဖို့ အဲအဲ့ဒီကိစ္စရေးတယ်ရေးတဲ့အထဲမှာဘာသွတ်တွေ့ရလဲဆိုတော့ပြည်သူတွေကစစ်တပ်ကိုလုံးဝဖျက်ဆီးပစ်ဖို့မဟုတ်ပါအဲစစ်တပ်ကိုဒီပြည်သူလူထုကိုအကျိုးပြုတဲ့စစ်တပ်ရွေးကောက်ခံအစိုးရကိုတာဝန်ခံမဲ့စစ်တပ်တစ်ခုအဖြစ် ပြောင်းလဲပစ်ဖို့ဆိုတဲ့ဟာကိုညီမချက်ထားကြောင်းရေးလာတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့မှာအဲ့ဒီစစ်တပ်ကိုလုံးဝအမြင့်ဖျက်အဲဖျက်ဆီးရတယ်သူကြီးတဲ့စကလုံးတိကျဆိုဖျက်ဆီး ပြစ်ဖို့မဟုတ်ပါဘူးဆိုတော့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အသေးစိတ်တွေးတောမိတာတွေအဲဘမှုစင့်ထိတက်ထဲမှာတာဝန်ထမ်းဆောင်ခဲ့ဖို့တဲ့ကျွန်တော်တို့နေသားအကူကနေပြီးတော့ပထမဆုံးအနေနဲ့အဲ့ဒီအပေါ်မှာအမြင်ပထမဆုံးပြောပြပေးပါအဲ့ဒီအပေါ်မှာအမြင်ဆိုတော့ဒါ2000စစ်တပ်မှာတခုတာဒကရှိခဲ့တယ်ဗောနော်တခုမဟုတ်ပါဘူးနှစ်ခုပေါ့ဟိုပြောရမယ်ဆိုနှစ်ခုပေါ့အဲ့ဒါကဘာလဲဆိုတော့2003ခုနှစ်ပါဗောနော်2003လောက်က အဒီထောက်လိုင်းရေးဆိုတဲ့တပ်ဖွဲ့ကြီးခြားပြီးတော့မှဖျက်ဆီးခံရတယ်ပေါ့အခင်ညုံဦးဆောင်တဲ့ထောက်လိုင်းတပ်ဖွဲ့ဖျက်ဆီးခံရတယ်အဲ့ဒီဖျက်ဆီးခံရတဲ့အခြေပါသူကဘာလုပ်လဲဆိုတော့ထောက်လိုင်းရေးမှာတာဝန်ထမ်းဆောင်တဲ့လူတွေရဲ့တာဝန်ထမ်းဆောင်တဲ့တပ်တန်းကိုပြန်ပြီးတော့မှစီစစ်တယ်ထောက်လိုင်းတပ်ဖွဲ့မှာတာဝန်ထမ်းဆောင်ဘူးတဲ့တပ်တန်းကိုပြန်စီစစ်တယ်စီစစ်တဲ့အချိန်မှာသူကဘာဘာနဲ့စီစစ်လဲဆိုတော့ထောက်လိုင်းတပ်ဖွဲ့မှာတနစ်ကြော်ပြီးတော့မှတာဝန်ထမ်းဆောင်မှုတဲ့လူတွေမှန်တယ်များသူကထောင်ထောင်ကြတယ်ထောင်ထောင်သိမ်းကျင်းကြတယ် ျန်တဲ့ထောင်လိုက်မှာတနည်းမပြည့်သေးဘူး9လလို့6လ9လ10လတာဝန်ထမ်းဆောင်ခဲ့တဲ့လူတွေကြတော့သူကခြေလင်းတက်ရင်းကိုတခြားတက်တွေကိုပို့ပလိုက်တယ်ပေါ့တက်အသီးသီးကိုဟိုတက်ကိုတယောက်ဒီတက်ကိုတယောက်အဲ့လိုမျိုးဖြန့်ပြီးတော့မှပို့ပလိုက်တယ်ပေါ့နော်အဲဒီဟာတာတကားတစ်ခုပေါ့နောက်တစ်ခုကြတော့ဟိုတို့ BGF ပေါ့နော် BGF စပြီးတော့ဖွဲ့တာ2010မှာစဖွဲ့တာပေါ့2010 BGF စဖွဲ့တဲ့အချိန်မှာအဲဒီနေကြောင်တက်ဆိုပြီးတော့မှစဖွဲ့တဲ့အချိန်မှာသူကဘာလုပ်လဲဆိုတော့စစ်တပ်ကအခရာကြတဲ့နေရာ အခု30ကို तू ကဒီအယောက်30ကိုဘီဂျီအက်ထဲကိုစကားစားလူတွေကဝင်ပြီးတော့မှတာဝန်ထမ်းဆောင်လဲအဲ့ဒါကဘယ်နေရာလဲဟိုအရာရှိ3ယောက်ရဲ့အခြားစစ်28ယောက်ရဲ့အဲ့ဒါကဘယ်နေရာလဲဆိုဌာနချုပ်တက်ခွဲမှုတရေးဘူကြီးတထောက်ဘူကြီးဌာနချုပ်တက်ခွဲမှုဆိုတာလဲတက်တက်တက်လုံးရှင်းနှန်းထွက်တဲ့အချိန်မှာ तू ကတဲ့ရင်မှာ तू အကြီးဆုံးနဲ့တက်ကိုစီမံကိုးခဲ့ရတဲ့လူတယောက်ပေါ့နော်ဒါဌာနချုပ်တက်ခွဲမှုတရေးဘူကြီးကြတော့တက်ရဲ့ငွေကြေးဆိုင်ရာကြီးအကုန်လုံးရံမငွေဆိုင်ရာ အဲလုပ်ငန်းခွဲဆိုင်ရာတွေအကုန်လုံးကိုကြီးကြပ်ကိုကဲပြီးမှစီးရင်စရာထင်းထင်းရတဲ့လူပြီးတထောက်ပူကြီးကြတော့စစ်ဝစ်တွေရိတ်ခါတွေအဲထောက်ပံ့ရေးပစ္စည်းတွေပါရအကုန်လုံးဖြန့်ဝေရတဲ့တထောက်ပူကြီးပြီးရင်သူကအာဂျူအဲအာဂျူကြတော့သူကတထောက်ရကံဘိုးပေါ့နော်တထောက်ရကံဘိုးကလည်းတထောက်ပူကြီးနဲ့တွဲပြီးတော့အလုပ်လုပ်ရအလုပ်လုပ်ရတဲ့လူတယောက်ပေါ့နော်ဒီဟာတွေပြီးရင်လာတာကြက် လက်နဲ့တိုက်ဟုတ်ဟုတ်လာတာကြဆိုတာကလည်းရဲဘော်တွေကိုလာတာပြန်ထုတ်ပေးရစီရင်ကြားနဲ့တကွာတင်တောင်းနေပြီးလို့ရှိရင်လက်မထိုးဇရားနဲ့အတူတူယောက်ရှင်ကိုပြန်ပြီးတော့မှကိုတိုင်ကိုကြပြန်ထုတ်ပေးရတဲ့လာတာကြပြီးလက်နဲ့တိုက်ကြတော့လေတနက်တလက်ချင်းဒီကိုဒီကဟိုမှာဝေရတနက်ဆိုရင်ဝေရတနက်သူကသူမှတ်ပုံတင်ထားတယ်အဲ့ဒါကိုဘယ်ချိန်မှလာထုတ်သွားတယ်ပြီးဘယ်ချိန်မှလက်နဲ့တိုက်ခဲကိုပြန်ထည့်ရမယ်ဆိုတော့ဟာဒီပြီးလက်နဲ့တိုက်တော့ကိုကန်ဆောင်တယ်လက်နဲ့တိုက်တော့ကိုဘိုးကင်းမှထားပြီးတော့မှသူက ဟိုစနစ်တရကြီးကြပ်ကိုခဲ့ရတဲ့လူမျိုးပေါ့နော် main နေရာ main နေအဲ့နေရာတွေဟိုဟွာဖြစ်ဖို့အတွက်အဓိကလှုပ်ရှင်တိုင်းလှုပ်လို့မရအောင်လို့ဆိုပြီးတော့မှ3ပေါင်း20ခွန်28ယောက်ထည့်ထားတယ်အဲဒီဒီသဘောတရားလေးတွေကိုတွားကြည့်ကြရမယ်ဒါလေးတွေနမူနာယူစရာလေးတွေလို့တွားပြီးတော့မြင်လို့ရတယ်ပေါ့နော်အဲ့တော့ဒီစိတ်တက်ကလည်းတို့တွေကအဟိုအပီးပိုင်ခြေဖုံးပြစ်ဖို့ဆိုတာလေ အဲဘယ်လိုပြောရမလဲဆိုတော့အခုဒီနေ့တော်လိုင်းကြီးကပထမဆုံးတော်လိုင်းမတိုင်မတိုင်မီကာလပေါ့နော်တော်လိုင်းမတိုင်မီကာလကိုကြည့်မယ်ဆိုလို့ရှိရင်စစ်တပ်ကိုအခုဒေါ်စင်မောင်ရေးတဲ့စစ်တပ်မျိုးဖြစ်အောင်လို့အသွေးကူးပြောင်းသွားအောင်လို့တဖြည်းဖြည်းချင်းနဲ့အဲဒါဟို NNI ဆိုတာလက်ထက်မှာအပေစုဦးဆောင်တဲ့အဆိုကလက်ထက်မှာဒီအသွင်ကိုကူးပြောင်းသွားအောင်လို့တဖြည်းဖြည်းချင်းနဲ့ နိုင်ငံခြားစစ်တပ်တွေကိုတွားပြီးတော့လေ့လာတဲ့အဲသူစစ်နိုင်ငံခြားစစ်တပ်တစ်ခုမှဟိုသူစစ်ဟိုမှာစစ်တပ်ကတော့တစ်ခုမှသူပြောခဲ့တယ်လေအဲပြောခဲ့တယ်သူကဘာပြောလဲဆိုတော့သူကကျမဒီဒီစစ်တပ်ကိုကျမဒီစီမင်းဘောကနေဒီစစ်တပ်ကိုစကားပြောဖို့ကျမလာတာမဟုတ်ဘူးဒီစစ်တပ်ကြီးကိုလေ့လာဖို့ကျမလာခဲ့တာပါဖေ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 တီထောင်ခဲ့တဲ့စစ်တပ်ကိုဒီလိုစစ်တပ်မျိုးဖြစ်အောင်လို့နိုင်ငံတကာစစ်တပ်ပုံမှန်ပေါက်အောင်လို့ကျမလုပ်ပြီးကျင်လို့ဒီအဲ့ဒီရွယ်ချက်နဲ့လာခဲ့တယ်အဲ့ဒီအသွင်ကိုတွားနေတဲ့အချိန်မှာအဲ့ဒီအသွင်ကို စစ်တပ်ကလုံးဝလက်မခံဘဲနဲ့အာနာကောက်သိမ်းနေတယ်ပေါ့နော်အာနာကောက်သိမ်းနေတဲ့အတွက်ဒီနေ့လက်နက်ကင်တော်လှန်ရေးဆိုတာကပေါ်ပေါက်လာတာအဲ့တော့လက်နက်ကင်တော်လှန်ရေးပေါ်ပေါက်လာတဲ့အချိန်မှာလက်နက်ကင်တော်လှန်ရေးကသူကစီးရဲရမြောင်းလိုက်စကားပြောမှရအဲ့တော့ AA ရဲ့စံနမူနာလေးကိုတခုပြောရမယ်ဆိုရင်တော့သူက A ရဲ့စံနမူနာကဘာလဲဆိုတော့ဟိုပေါ့အခုသူတပည်နယ်လုံးနှီးပါလွတ်မြောက်တယ်တဲ့အချိန်မှာစစ်တွေကြောက်ပြူမန်အောင်ပဲကြံတော့တဲ့အချိန်မှာသူက စကားတခုသူ့ဘက်က statement တခုထုတ်လိုက်တယ်ဟုတ်သူကတွစ်ဆုံညီနိုင်ရေးကိုတွားမယ်ဆိုရင်တွားဖို့သူ့ဘက်ကအတင်းဖြစ်ပါပြီသူ့ဘက်ကအစင်းင်းဖြစ်ပါပြီအဲ့တော့သူလိုချင်တဲ့ချက်တွေသူတောင်းဆိုတော့မယ်စစ်တပ်နဲ့ပတ်သက်ပြီးတော့စစ်တပ်ကစစ်တပ်နေရ1962ကတည်းကစစ်တပ်ကစစ်တမ်းလျောင်းကိုပြန်မို့စ조사ခဲ့တာ62တရပြန်မို့조사ခဲ့တာအခုဘယ်လောက်ပြီ2025ဟုတ်5000ဖြစ်သွားပြီပေါ့နော်40ရ23နှစ်ပေါင်းရင်63နှစ်တောင်ရှိပြီ စစ်တမ်းလျောက်ပြန်မရောက်တာဘယ်ဘလောက်တောင်ဝေးနေလို့ရှာမတွေ့ရလဲဆိုတာပေါ့နော်အဲ့တော့စီးရရဖီးအားပေးနိုင်တဲ့တနေ့ကြာရင်တော့တို့တော်နိုင်တက်ဖွဲ့တွေကစစ်တပ်ကိုတွဲဆုံညှိနှိုင်းဒီစကားတော့ပြောမယ်ဒါ යි ဒါ යි လို့ရင်းနေတော့ဟိုပထမတခြား channel တွေမှာလည်းပြောခဲ့မှုတွေစကားရှိရဲ့မင်းအောင်နိုင်ကိုလေမျိုးနင်းပြီးတော့မှကိုရီးယားတနက်နဲ့ချိန်ပြီးတော့မှငါတို့ဒါလို့ရင်းနေရပေးမလားငါတို့ဆက်တိုက်ရမှာလားဟုတ်ဆိုတော့လမ်းကိုသွားရမယ်ဆိုတဲ့ဟာလေးတခုဒါပထမပိုင်းနေနေတော့ ဲ့လိုတော့သွားရမယ်လို့တော့မြင်နေပေါ့နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ခုနပြောတဲ့60နှစ်နောက်ပိုင်းတွေကနေပြီးတော့ပြည်သူလူထုအပေါ်မှာဟိုဆရာကြီးဟန်တာရီဦးဝင်းတင်စကားယူတော့ရယ်စစ်တပ်ရဲ့ကျေးဇူးမူးလို့တော့ရှူစရာမရှိဘူးဆိုတဲ့စကားတိုင်းအဲ့ဒီဖက်ဆစ်စစ်တပ်ဆိုတဲ့ဒီအပင်ကြီးကပြည်သူလူထုအတွက်အမြဲတမ်းရာစုနှစ်တခုနှီးပါလောက်ဒီအစိတ်ကြီးပဲတီးခဲ့အဲ့တော့အဲ့ဒီအပင်ကြီးကိုကျွန်တော်တို့ကကျွန်တော်တို့နေစကားနဲ့ဆိုရင်ခုံငုတ်ချပြီးတော့ ခုံးချမယ်ဂိုင်းကတ်တွေရှင်းမယ်အကုန်လုံးပြီးကမှအဲ့ဒီအတက်ထွက်လာပြီးပြန်တီးတဲ့အသီးကပန်းစည်းဖြစ်နိုင်မှာအသိပြီးပဲထက်တည်မှာကျွန်တော်အဲ့လိုမျိုးစဉ်းစားချက်တွေရှိတယ်အဲ့တော့အမြင့်ဖြတ်ဆိုတဲ့စကလုံးကအာနာသိမ့်ပြီးနောက်ပိုင်းမှာလမ်းပေါ်ထွက်ပြီးတော့ဆန္ဒပြတဲ့လူငယ်တွေရဲ့ပဇက်ဖျားကဖက်စစ်စစ်တဲ့အမြင့်ဖြတ်ဆိုတဲ့ထွက်ခဲ့တဲ့စကားတန်ခံယူချက်ကအခု၄နှစ်ကျော်၅နှစ်နေမြေတွေမြို့တွေကိုသိမ့်ပြီးရှေ့ဟမ်းမှာတိုက်နေတဲ့အထိသူတို့ကိုသွားမေးခြင်းလေ ဖက်စစ်စစ်တဲ့အမြင့်ဖြတ်မယ်အဲ့တော့အမြင့်ဖြတ်ဆိုတဲ့ဟာကဘယ်လိုပုံစံမျိုးကျွန်တော်တို့ဆက်ပြီးတွေးတောလို့ရမလဲဆိုလိုချင်တာကစစ်တပ်မှာရှိတဲ့တပ်သားအသင်းကနေပြီးတော့မင်းအောင်လမ်းထိအကုန်လုံးကိုတယောက်မကျန်တက်ပြရမှာအဲ့တော့ကျွန်တော်တို့အဲ့အတွက်လည်းစဉ်းစားတွေးတောဖို့လူတွေအဲ့တော့ဘုံဘူးနေနေရောဘယ်လိုမျိုးတွေးလဲအဲ့ဒီဘိုင်းပတ်သက်လို့အဲ့အဲ့ဒါနဲ့ပတ်သက်လို့ဥပမာလေးတစ်ခုပြောပြပြောပြရမယ်ဥပမာလေးတစ်ခုပြောတာတကယ်ပုံမြင်လေးတစ်ပုဒ်ပေါ့နော်ဟုတ်ကဲ့အရှိတော့ကပြောတာဘယင်ကြီးက ဘရင်ကြီးတစ်ပါးကသူ့ရဲ့ဒီသူ့ရဲ့ဥယျာဉ်ထဲမှာသူကဟိုစိုက်ထားတဲ့တရက်ပညာအင်မတန်ချိုတာပေါ့နော်တအားချိုတယ်ချိုတဲ့အခါကျတော့ဒီသူ့သူကတခြားဟိုတခြားတိုင်းပြည်တွေကိုသူကလက်ဆောင်ပန်းတာပေးလို့ရှိရင်အဲ့တရက်ပြီးကိုသူကပို့ပေးတယ်တအားချိုချိုလုံးတဲ့အတွက်တခြားဘရင်တွေလည်းသူကပေးစားတယ်ဒါပေမဲ့သူကမလုပ်လိုက်လေဆိုအဲ့ဒီအတီးကိုဟိုဘက်မှာအစီကိုပြန်ဆိုက်လို့မရအောင်လို့သူကအစီကိုဖျက်ဆီးပြီးကမှသူကအဲပို့ပို့ပွားလို့မရဘူးပို့ပွားလို့မရအဲ့မှာသူကမနာလို့တဲ့ ဘယင်တယောက်ကပေါ်လာပေါ်လာတဲ့ခါကျတော့ तू ကဒီတရက်ပင်ကိုတော့မနာလို့ဘောနော်ဒီလိုတရက်ပင်မျိုးငါတို့စီမှာလည်းလိုချင်တယ်အဲ့တော့ဖြက်စီပြင်မှရမယ်ဆိုပြီးတော့မှဘယ်လိုလုပ်လဲဆိုသူ့စီမှာ set တစ်ခုထည့်လိုက် set တစ်ခုထည့်ပြီးတော့ဘယင်ယုံကြည်ရတဲ့လူတယောက်ဖြစ်အောင်သူ့လူကိုစူးစမ်းခိုင်းလိုက်တယ်စူးစမ်းပြီးတော့မဟာဘယင်ဒီပင်ကိုဒီတက်ချိုအောင်လို့ကျွန်တော်လုပ်ပေးမယ်ဆိုပြီးတော့အဲ့ဒီအပင်ရဲ့ခြေရင်းမှာဘာပင်ဆိုင်ခဲ့လဲဆိုဂွေတော့ပင်ဆိုင်ပေးခဲ့ဟာအဲဂွေတော့ပင်ဆိုင်ပေးခဲ့တာတော့ဂွေတော့ပင်ရဲ့အမြင့်နဲ့ဒီတရက်ပင်ချိုတဲ့အမြင့်နဲ့တွားပြီးတော့မှ ရောရှက်ပြီးတော့မှအဲ့ဒီအပင်ကနောက်ပိုင်းတရက်ပင်ကတီးလဲပြီးတော့သူကအတီးတွေကခါကုန်တယ်ခါကုန်တာပေါ့နော်အဲအဲ့ဒီဥပမာလေးကိုပြောရလို့ရှိရင်တော့ကျွန်တော်တို့ကဒီဖက်စစ်စစ်တက်ကိုစနစ်ကိုအမြင့်ဖျက်ဟုတ်ကဲ့စနစ်ကိုအမြင့်ဖျက်ဘာကြောင့်လဲဆိုတော့လူတယောက်မကြံတက်ဖို့ဆိုတာကျွန်တော်တို့မှာဘလို့မှမဖြစ်နိုင်တဲ့အကြောင်းတရားတွေအများကြီးရှိတယ်ပေါ့နော်။ဘာလို့လဲဆိုတော့စစ်တပ်ကအခုဆိုလို့ရှိရင်ဒါပြည်သူစစ်မှုတန်းဥပဒေအရ လဲထည့်သွင်းတာတလောက်9000 9000တစ်ပတ်စဉ်ကို9000 9000နဲ့အခုစုလာခဲ့တာဆိုလို့ရှိရင်တစ်နှစ်ကျော်ကာလကိုရောက်ခဲ့ပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ကသူကတလောက်9000စုတယ်ကိုရီးယားတလောက်9000တတ်နိုင်ရဲ့လားမနေဘူးနော်အဲအဲ့တော့ တတချိမယ်ပြီးရင်သူအလံပြူပြတာရှိမယ်ပြီးလို့ရှိရင်ဒါ၃မန်း၁၃မန်းဖြစ်တာရှိမယ်ပြီးထွက်ပြေးသွားတယ်တိုင်းတစ်ပောက်ထွက်ပြေးသွားတရုတ်နဲ့ပြေးတာတော့ထိုင်းနဲ့ပြေးတာတော့ဘူးဆိုလို့ရှိရင်ဗီဇာမလိုပဲပြေးနေတာလေတွားတွေ့နေရတော့ဒီလိုမျိုးဟာတွေစရင်းစရားတွေစုလိုက်ရင်တော့မှာပဲကျွန်တော်တို့က9000အောင်မပြေးတဲ့အခြေအနေမျိုးတွေရှိတယ်အဲ့တော့သူ့လူကိုက9000အထိရအောင်မတက်နိုင်သေးဘူးဟိုပြုံးပြီးအောင်မလုံးနိုင်သေးဘူးပေါ့နော်အဲ့တော့အကုန်လုံးကိုပြုံးပြီးအောင်လုပ်ဖို့ဆိုတဲ့ဟာကဟိုဘယ်လိုပြောရမလဲဆိုတော့ဒါတူပြီးအောင်အမြင်ပြောရရင်တော့ မဖြစ်နိုင်ဘူးလို့မြင်တယ်ဟုတ်ကဲ့ဟုတ်စနစ်ကိုပြတ်တော့အောင်လုပ်ပွားတော့ဖြစ်နိုင်တယ်ဟုတ်ကဲ့စနစ်ကိုပရမမိုင်းပြောခဲ့လို့ပဲအဲ့ဒါကြောင့်စနစ်မင်းတို့မင်းတို့စစ်တန်မင်းတို့စစ်တန်လျောက်ရှာတွေ့ပြီလားမတွေ့ဘူးဆိုရင်ဂုတ်ဆွဲခေါ်ပါပြီဟဲ့အောင်ဒါဒါစစ်တန်လျာကြီးဟာဒါစစ်တန်လျာကြီးကြိမင်းတို့နေတင်တာအဲ့နေရာမှာမင်းတို့လုံးတင်တာဒါတွေဆိုတဲ့ဟာပေါ့အဲ့ဒါကြောင့်ပရမမိုင်းကပြောခဲ့တယ်လို့ပဲ BGF ဖွဲ့စည်းတယ်လို့ဒီဟိုဟာဖြစ်တယ်လို့ဆိုတော့ထောက်လိုင်းပြုတ်တဲ့ဥပမာတွေလိုပဲပြောရလို့ရှိရင်တော့သူက ဒီကလူတွေကိုတော့ကျွန်တော်တို့ကတနေ့အချိန်ကြီးညတော့ပြန်ပြီးတော့အတုံးချရမယ်ဟုတ်အဲ့တော့သူ့ရဲ့ဒီအာနာသိန်းကာလမှာပြည်သူလူထုပေါ်ကျွလွန်ခဲ့တဲ့ပြစ်မှုတွေပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့ကထိုက်တင်တော့ပြစ်ဒဏ်ပေးရမယ်ပြီးရင်နောက်တစ်မျိုးကျွန်တော်တို့ဘက်မှာပြန်သုံးလို့ရတဲ့အချိန်တိုင်းပြန်သုံးလို့ရတဲ့လူတွေရှိတယ်ဘာလဲဆိုတချို့မျိုးနယ်အုပ်ချုပ်ရေးမှုတွေခရိုင်အုပ်ချုပ်ရေးမှုတွေတချို့မျိုးနယ်ရဲတပ်ဖွဲ့မှုတွေခရိုင်ရဲတပ်ဖွဲ့မှုတွေပြီးတပ်တွင်းပြည်သည်တွေဟုတ်သူတို့တွေကအစင်တစိုက် မင်းအောင်နိုင်ရဲ့အလုတ်တွေကိုလုံးဝမကြိုက်တဲ့တွေ့သူတို့တော့တာဝန်ထမ်းဆောင်နေတယ်မှန်တယ်ဒါပေမဲ့သူရိုးနဲ့သူပြန်ထိုးတာပေါ့သူတို့လာတာကိုသူမင်းအောင်နိုင်ပေးတဲ့လာတာတော့မဟုတ်တာပြည်သူပေးတဲ့လာတာပဲအဲ့ဒီတပ်ဖွဲ့ထဲမှာတာဝန်ထမ်းဆောင်နေလာတာယူနေရနေမှာအောက်ခြေကနေတော်လှန်ရေးအတွက်အစဉ်ပြေစီမဲ့ပံပိုးဖို့အလုတ်တွေကိုထိုင်ပြီးတော့ပေးနေတာအဲမျိုးနဲ့ရဲစခန်းမှုဆိုလို့ရှိရင်လေသူ့ကိုဘလူကိုဖမ်းပေးပါဆိုဖမ်းဝန်းထုတ်လိုက်တာနဲ့ဖမ်းဝန်းရောက်လာပြီဆိုတာနဲ့သူကဖုံးဆက်လိုက်တယ်အဲ့တော့မနေ့ကျရင်တော့မင်းကလာဖမ်းမယ်မင်းလစ်တော်ဆိုတဲ့ စခန်းအဲ့လိုကြောင်းလို့လို့ဒီတခြားတဲ့နေရာကိုလွမြောက်နေမျိုးရှောင်းတိန်လာနိုင်တဲ့လူတွေအများကြီးရှိတယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဒီစခန်းမှုတွေလည်းပြန်ပြီးတော့မှအတိမတ်ပြုရမယ်ပြီးရင်တက်တွင်းဖျဲစည်းတွေတက်တွင်းဖျဲစည်းက level အစုံမှလည်းရှိရဲ့အဲ့တခုပြောချင်တာကတော့စနစ်တစ်ကိုသွားဖို့အတွက်စနစ်ဟောင်းကလူကိုလည်းကျွန်တော်တို့ပြန်တော့တုံးတော့တုံးရမယ်ဒါပေမဲ့အတိုင်းတာတစ်ခုထိတော့တုံးရမယ်အဲ့ဒါရန်နေရာကြီးတစ်ခုလုံးကျွန်တော်တို့ဘုံငနေထပြီးတော့မှလေပတ်ဖို့ဆိုတဲ့ဟာကလူဟောင်းတော့နည်းနည်း လိုတယ်ဆိုတဲ့ဟာလေးပြောချင်တာပေါ့အဲ့တော့တယောက်မကြံစနစ်ကိုပြိုလဲဖို့ရဲတယောက်မကြံတက်မှစနစ်ပြိုလဲသွားမှာမဟုတ်ဘူးစနစ်ပြိုလဲဖို့အချိန်တန်လာသည်ထိတွန်းအားတစ်ခုပေးပြီးတော့မှတွန်းနှဲရမယ်ဆိုတဲ့အမြင်လေးတော့ပြောချင်တာပေါ့ဟုတ်ကဲ့အမ်ဘာမှပြောရတဲ့အထက်မှာဆိုရင်လဲပါတယ်ပေါ့အဲ့တော့ထိုက်တင်တဲ့အပြစ်ဒဏ်ပေးရမယ်မင်းအောင်လည်းအရင်ရက်ကကျွန်တော်ဆောင်းပါးတစ်ခုထဲမှာဖတ်လိုက်ရတယ်သူ့အတွက်နောက်ကကြောင်းနောက်ခံဒီတစ်ချိန်မှာတော်လိုင်းရေးဘက်ကအားတယ်လို့တစ်ချိန်မှာသူ့ကို ဒီဟာတွေအတွက်အေးမယူပါဘူးအပြစ်မပေးပါဘူးဆိုတဲ့အာမခံချက်မျိုးပေးမှသာသူလက်လျှော့နိုင်မယ်ဆိုတဲ့ပုံစံမျိုးအမြင်မျိုးသုံးသက်ချက်မျိုးကျွန်တော်ဆောင်းပါးတွေမှာတွေ့ရတယ်အဲ့တော့ခုနကဘဘူးပြောသလိုမျိုးပဲတည်ကြတဲ့လူလူပေါ်မှာနှစ်ကာလများစွာအခုဆိုရင်ပိုဆိုးတယ်2021ကနေခုကာလဆိုရင်ပိုဆိုးတယ်ဟိုအရင်တော့မလုပ်ဘူးတဲ့အရှင်နဲ့လက်မီရှို့တတ်တာတွေအစုလိုက်ပြုံလိုက်တတ်တဲ့လုံရက်တွေကတတော်ကိုကျွန်တော်တို့မကြားဘူးတဲ့ဖြစ်စဉ်တွေပြည်သူလူထုအပေါ်မှာရုံးမှခင်ကြတယ်အဲ့တော့ အဲ့ဒီဟာတွေကိုအမိန်ပေးစေခိုင်းတဲ့သူတွေအကောင့်တွေပေါ်တဲ့ငယ်ပယ်ရသူတွေကိုတော့သိကြတယ်ဘုံမှုပြောသလိုမျိုးပဲကျွန်တော်တို့ကထိုက်တင်နဲ့ပြစ်ဒဏ်ကြောက်အောင်ကျွန်တော်တို့လုပ်ရမယ်သူတို့အပြစ်ပေးနိုင်အောင်လုပ်ရမယ်ဒါမှမဟုတ်ကျွန်တော်တို့တရားမျှတမှုဆိုတာရှိမှာမဟုတ်ရင်တော့ဒီတိုင်းဟိုပြောင်းလဲလိုက်မယ်ဟိုဒီအယတဆိုးရလက်အောက်ကိုနေပါတော့မယ်ဒီမွေးစွဲကျိုးလေးလိုနေပါတော့မယ်ဆိုတဲ့ဟာမျိုးနဲ့ကျွန်တော်တို့ကအဲဓာကြီးကိုပြောင်းလဲလို့တော့မရဘူးအဲ့တော့ခင်ဗျားဘုံမှုပြောတဲ့အထက်မှာပါတယ်လူကိုကျွန်တော်တို့ကတတ်ဖို့လူလူချင်းအဲ တက်ပြီးတော့ပြောင်းလဲဖို့အတွက်ကြိုးပမ်းနေကြတာမဟုတ်ဘူးမကောင်းတဲ့ဒီပုံသူဆွေးမြေ့နေတဲ့ဒီစနစ်ကြီးကိုဖြိုလဲဖို့အတွက်ကြိုးပမ်းနေကြတယ်ဖြစ်စဉ်ဆိုတော့ခုနကပြောဘူးတင်ပြချက်တွေသုံးသက်ချက်တွေကိုကျွန်တော်လည်းသဘောတူတယ်ပြီးတော့နောက်တစ်ချက်ရှိတာကကျွန်တော်တို့မှာတိုင်းပြည်ရဲ့ဗန္ဒာငွေတွေအစီအနှစ်တွေကိုတုံးပြီးတော့နှစ်ပေါင်း80 80ကျော်စစ်ပညာတွေနိုင်ငံတကာပို့တယ်ဂရရှားကိုပို့မယ်တခြားနိုင်ငံတွေကိုပို့မယ်ဒီစစ်ပညာတွေဒီပညာတွေကိုတေချာတာကတော့အခု၄နှစ်သား တော်လိုင်းရေးတက်ဖို့ရနေရှင်နိုင်ဘာလို့ဒါသေးရသူကဘာကြောင့်ဒါလဲဆိုရင်ခုနပြောတဲ့ institution တခုနိုင်ငံတခုမှာတကယ် main အခရာကြတဲ့တိဆောက်ထားတဲ့ဟာတခုဖြစ်တဲ့အတွက်သူတို့မှာတော့အဆင့်မြင့်တဲ့ပညာရပ်တွေကိုတက်မြောက်ခွင့်ရထားတာရှိတယ်အဲ့တော့တစ်ချိန်တိုင်းပြည်မှာ federal army federal တက်တခုပေါ်မယ်ဆိုရင်လည်းဒီကပညာရှင်တွေကကျွန်တော်တို့ကစနစ်ကသာခိုင်မှမယ်ဆိုဒီပညာရှင်တွေလည်းကျွန်တော်တို့ကသုံးအောင်ခိုင်တာပေါ့သုံးအောင်အဲ့တော့ကျွန်တော်ကျွန်တော်တို့အနေနဲ့ကတော့ဒီနေ့မှာအဲ့ဒီဟာကိုတည်ပြီးတော့ပြောချင်တာပေါ့ ဖက်စစ်စစ်တဲ့အမြင့်ဖြတ်ဆိုတဲ့နေရာမှာအမြင့်ဖြတ်ဖို့ဆိုတာကလူတယောက်ချင်းစီတိုင်းကိုအကုန်လုံးကိုတတ်လိုက်ဖို့မဟုတ်ဘူးစနစ်ကိုတွန်းလှန်ဖို့စနစ်ကိုဖြိုချဖို့ဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့ဆွေးနွေးဆိုတာဖြစ်တယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့သင်ခန်းစာယူနေရကောင်းတာကအေးပဲဘာကြောင့်လဲဆိုလို့ရှိရင်စစ်သုံးပန်းမိသားစုတွေနဲ့မကောင်းအဲ့တော့စစ်သုံးပန်းတွေနဲ့ဖမ်းမိတဲ့စစ်သားစစ်သားတော့တကယ်တိုက်ရိုက်ခိုက်ရိုက်ရောနှစ်ပေါင်းများစွာတောင်းဝင်ထမ်းဆောင်ခဲ့တဲ့စစ်သားတွေကိုတော့ပြန်လှုပ်ပေးခဲ့ဟုတ်တယ် ဲ့တော့ဘုံမှုနေနေရောအဲ့ဒီအပိုင်းပေါ်မှာနည်းနည်းအမြင်ပြည်သူလူထုကစိုးရင်ချက်ရှိတာပေါ့ပြန်လှုပ်ပေးလိုက်လို့ရှိရင်ရခိုင်ကိုပြန်မလာရင်တော့ဒီကောင်တွေကဥစည်းဥဆောင်နိုင်စွမ်းနဲ့ရှိတယ်အယူရှင်းနဲ့ရှိတယ်အတွေ့အကြုံတွေလည်းရှိပြီးသားဆိုတော့တခြားရှိကိုပို့မလို့လုပ်မယ်ဆိုရင်စိုးရင်ချက်မျိုးရှိတယ်ဘယ်လိုမျိုးမြင်လဲအဲ့ဒါကဟိုဘယ်လိုလဲဆိုတော့လူသားချင်းစာနာထောက်ထားမှုရဲ့တကယ်ဟိုကြီးမားသောပြည်ယုတ်တစ်ခုလည်းဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင်သူကအဲဘာတွေဟွာဖြစ်လဲဆိုတော့ window ဝင်ဖို့လဲ အဲဒီဟိုဟာဟိုကိုကိုတွေအတွက်ဝင်တော့ဝင်ဖို့လဲတချို့နေရာတွေမှာဒါအဖြစ်စေတယ်ပေါ့နော်အဲ့တော့ तू ကဒီတိုင်းတော့ဟိုလွတ်ပေးခဲ့တာတော့မှန်တယ်ဒါပေမဲ့သူတို့မှာတက်ဆိုင်တဲ့ဂရီကဝိတစ်ခုခုတော့နောက်ွယ်ပါရှိလိမ့်မယ်မင်းနဲ့ငါနောက်တစ်ချိန်မတွေ့ကြဘူးဆင်မောမှာနောက်တစ်ချိန်မတွေ့ကြဘူးเนาะအဲဒါလက်ဝိသမားတော့ဆင်မောမှာနောက်တစ်ချိန်မတွေ့ကြဘူးဒီတစ်ခါတော့မင်းကိုအမှတ်နဲ့ပဲငါအနိုင်ယူလိုက်မယ်နောက်တစ်ချိန်ဆိုတော့မင်းကိုအလဲထိုးမယ် ဆိုတဲ့အားမျိုးတွေဂရီကဝိတ်တွေဒါနောက်ွယ်မှာဒါစစ်သားတယောက်ဖြစ်တယ်နှစ်ဖက်လုံးကစစ်သားတွေပဲဒါပေမဲ့ပြည်သူချစ်တော်စစ်သားနဲ့ပြည်သူမချစ်တော်စစ်သားဒီဒီဟာကွာဟနေတယ်ပေါ့နော်ပြည်သူလူထောက်ခံမှုရှိရတယ်မရှိတာကွာဟနေတယ်အဲ့တော့ပြည်သူချစ်တော်စစ်သားတွေကအဲတချို့အရာတွေမှာဒီပြည်သူပြည်သူအားရအောင်လို့ပေါ့နော်ဟာပြည်သူထမင်းမိုးကုန်နဲ့လုတ်လိုက်ပါလားဟိုလိုလုတ်လိုက်ပါလားဒီလိုလုတ်လိုက်ပါလားဆိုတာလဲဆိုင်နိုင်ငံတကာရဲ့လောတွေဥပဒေတွေလိုက်နာရတာတွေရှိတယ်တနေ့တစ်ချိန်မှာ Federal ဖက်ဒရယ်အာမီဖြစ်လာတဲ့အခါကျလို့ရှိရင်ဒီဖက်ဒရယ်အာမီကတော်လန်ဤကာလမှာကလေးကဒီကျင်းဝတ်တင်တဲ့တိတ်ခါရှိရှိ နေထိုင်ခဲ့သောတက်မတော်မျိုးစေ့မျိုးစေ့ဒီလူတွေဟိုစုပေါင်းလာတဲ့ဒီဖက်ဒရယ်တက်မတော်ကြီးကတိုင်းပြည်အတွက်မကောင်းစရာအကြောင်းမရှိဘူးဆိုတဲ့ဟာကဒါနိုင်ငံတကာမှာလည်းဒီအင်မတန်ကောင်းတဲ့ပြရုပ်တစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဟိုခံယူချက်နဲ့စစ်တတ်ရမယ် တခုကပါနော်ခံယူချက်နဲ့စစ်တိုက်ဒေါသနဲ့စစ်တိုက်လို့မရဟုတ်ဒေါသနဲ့စစ်တိုက်တဲ့တနည်းကစစ်ရှုံးသွားလိမ့်ဒေါသနဲ့လုံးဝစစ်တိုက်လို့မရပါဘူးခံယူချက်နဲ့စစ်တိုက်ရမယ်တကယ်နိုင်ငံတကာရဲ့ law တွေဥပဒေတွေလေ့လာပြီးတော့မှတကယ်ဖြစ်သင့်ဖြစ်တိုက်တော့စစ်တပ်တခုဖြစ်အောင်လို့ဒါ A ကအဲ့ဒီမျိုးစစ် A ရင်မဟုတ်ပါဘူးကျန်တဲ့နေရာတွေမှာလည်းပြန်တာလွတ်မပေးတာပဲရှိသေးတယ်။စနေတကြတခြားထိမ့်သိမ့်တာတွေသူကဥပဒေနဲ့လွတ်လပ်ခွင့်ပေးထားတယ်။ပြီးရင်တပတ်ကိုတစ်ချိန်လားတစ်လောက်တစ်ချိန်လား အဲ့တို့မိသားစုနဲ့ဖုန်းပြီးပြောတယ်အဲ့ဒီကမှမဟုတ်ဘူးကျွန်တော်မိသားစုဒီစစ်သုံးပန်းကန့်ကိုလာနေခြင်းနဲ့ဆိုရင်ချိတ်ဆက်ပြီးတော့မှနော်ဂိတ်ဒီအမျိုးမျိုးကိုရအောင်ကြော်ဖြတ်ပြီးတော့မှမိသားစုကိုခေါ်ပေးတယ်မိမနဲ့ကလေးခေါ်ပေးတယ်အဖေမေတွေခေါ်ပေးတယ်ဒီလိုမျိုးတွေအားစအဲလုပ်ပေးတာတွေကဒါကောင်းသောမျိုးစေ့တစ်ခုဖြစ်တယ်ဒီမျိုးစေ့ဤသာကြီးထွားလာမယ်အပင်ပေါက်လာပြီးအကိုင်းအခက်တွေဝေဆာလာပြီးဆိုတော့တနေ့ကျရင်တော့ဒီ Federal Army ကတိုင်း ကိုတိုင်းပြည်တင်မဟုတ်ဘူးကျန်တဲ့တိုင်းတစ်ပါးကပါချစ်ခင်ချစ်ခင်လေးသားအတူယူရမယ်စစ်တပ်မျိုးဖြစ်အောင်လို့မျိုးစီချချင်းဖြစ်တယ်လို့ဒါဟိုတုံးသက်လို့ရတယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့အဲမနေ့ကပဲကျွန်တော်တို့ရုပ်သံဖိုင်တစ်ခုဖတ်ပေါ်လာတယ်ဒါက Greeny Data ပေါ့ Greeny နဲ့ရှမ်းတောင်အဆက်မှာရှိတဲ့ PNO ပြည်သူစစ်ကဒီ PNL တော်လိုင်းတက်ဖွဲ့ရနေပြီးတော့တုံ့ပြန်ဖြစ်နေအရှင်ဖမ်းမိတဲ့၄ဦးပေါ့ဖမ်းမိတာတော့၅ဦးရုပ်သံထဲမှာကျွန်တော်တို့တွေ့ရတာတော့၄ဦးအဲ့ဒါကို let ။နောက်ပြန်ကြည့်တုတ်ပြီးတော့အာနှစ်ယောက်ကပြစ်တက်လိုက်ကြ။အဲ့တော့တစ်ခါတလေကြာရင်ကျွန်တော်တို့ကွန်မန့်နေမှာပြည်သူလူထုရဲ့အမြင်မှတ်ချက်တွေမှာမခံကြည့်မခံတာဖြစ်တာ။လူသားချင်းစာနာမှုကြီးကတစ်ဖက်ဆောင်းနေဖြစ်လိုက်ကြတာ။ငါတို့ဘက်ကကြာတော့ဟိုဒီလိုမျိုးခွင့်လုပ်ပေးရခုနကပြောမိသားစုတော်ခေါ်ပြီးတော့ဒီမှာနေကျင်တဲ့လူလူဖြစ်ဖြစ်ရှိကျင်တဲ့ဆိုရင်ခေါ်တော့မရမကခေါ်ပေးတဲ့ဖြစ်စဉ်မျိုးတိပြုမှုခဲ့တဲ့ငါတို့သူတို့ကြတော့လုံရည်လေးချင်းဆိုပြီးတော့တစ်ခါလေးမှာ အဲ့လိုမျိုးစိတ်ခံစားချက်တွေဖြစ်ဖြစ်ကြတယ်ဖြစ်ကြဒါကျွန်တော်တို့ပုံမှန်ပါပဲဖြစ်ဖြစ်မှာဒါမျိုးဟိုအရန်ခံစားရတာဖြစ်မှာအဲ့တော့လူသားချင်းစာနာမှုမှာကတော့တစ်ဖက်ဆောင်းနေဆိုတာမရှိပါဘူးစီးချတာလေအဲ့ဒါအဲ့တော့ဖက်စစ်စစ်တပ်ဘက်ကကောင်းနေရဲ့လုံရက်နဲ့တော်လိုင်းရေးဘတ်တော်သားတွေဓမ္မဝါဒီဘက်ကလူတွေရဲ့လုံရက်နဲ့ဂျားတွေကစီးချတာပါဒါပဲအဲ့တော့အဲကျွန်တော်တို့တော့ဒီလိုမျိုးသကဝိုင်းတွေအနေနဲ့အဲဆက်ပြီးတော့ဒီเจ้าရည်ကို ဆွနေခြင်းလေဒါကတော့ကျွန်တော်ဟို channel မှာဘုံမှုနဲ့ပထမဆုံးအနေနဲ့စကားပြောရင်းနဲ့ကျွန်တော်တို့ဆက်ဆက်မိတဲ့အကြောင်းအရာလေးတွေဆွနေဖြစ်တာဖြစ်တယ်။နောက်လေဘုံမှုရဲ့ channel မှာအကုန်လုံးဒီ channel အတက်လောက်ထားရဆိုတော့ channel မှာကျွန်တော်တို့ဒီလိုမျိုးတွေးတောစရာအကြောင်းအရာတွေပြည်သူလူထုနဲ့ကျွန်တော်တို့နဲ့အပြန်လန်းပြောလို့ရမယ်အကြောင်းအရာမျိုးတွေကိုဆက်ပြီးတော့တင်ဆက်ပေးခြင်းပါတယ်။ဘုံမှုနေနေရောနောက်ဆုံးအနေနဲ့သတင်းစကားပါခြင်းတဲ့အကြောင်းအရာရှိရင် ပါပြီပေါ့ဟုတ်တရင်စကားပန်းကျင်တဲ့အကြောင်းအရာလေးကဘာလဲဆိုတော့ခုနကပြောတဲ့နောက်ဆုံးညီကုန်းချုပ်ပြောတဲ့ဟာလေးပေါ့နော်နောက်ဆုံးညီကုန်းချုပ်ပြောတဲ့ဟာလေးကကိုဒီဆိုလို့ရှိရင်ဒါလူမျိုးနယ်နေဆိုလို့ရှိရင်ထိုင်းလို့ပြောလို့ရတာပေါ့နော်ထိုင်းရဲ့နေသက်တဲ့နေရာမှာဒါများသောအားဖြင့်ဒေါ်လာရေးတက်ဖွဲ့တွေကအခြေချကြတာပေါ့နော်ခြေချတဲ့အခြေပါဒီထိုင်းစစ်တပ်နဲ့ပတ်သက်ပြီးတော့မှအတူယူစရာလေးတစ်ခုပေါ့နော်အဲစစ်တပ်နဲ့ပတ်သက်အတူယူစရာလေးတစ်ခုကဘာလဲဆိုတော့ဒီဟိုပါပေါ့နေသက်တဲ့နေရာပဲမြန်မာပြည်နေသက်တဲ့နေရာမှာနေတဲ့ တာဝန်ရှိတဲ့လူတယောက်ပေါ့နော်တာဝန်ရှိတဲ့လူတယောက်နဲ့ပြီးခဲ့တဲ့3-4လလောက်ကတည်းကတွေ့တာတွေ့တဲ့အချိန်မှာ तू ကသူပြောပြတဲ့ဥပမာလေးပေါ့နော်သူပြောပြတဲ့ဥပမာလေးကဘာလဲဆိုတော့သူငငယ်တုန်းကတဲ့အဲပြဿနာတစ်ခုဖြစ်ရင်းတယ်ပေါ့နော်အသူထိုင်းစစ်သားကိုဟိုကဖြစ်လိုက်မိတယ်ပေါ့နော်ဂလန်ကစံပြန်လုတ်ခဲ့မိတယ်ဂလန်ကစံပြန်လုတ်ခဲ့မိပြီးတော့မှ तू မြန်မာပြည်တဲကိုအဲ့လိုမျိုးနောက်နောက်ဆိုင်ပြီးတော့ထိုင်းစစ်သားကိုကြောခိုင်းပြီးတော့မှ तू ထွက်ပြေးပြီးတော့မှမြန်မာပြည်တဲကိုပြန်ဝင်ခဲ့တယ်ပေါ့နော်ဂလန်ကစံလုတ်ပြီးတော့ပြန်ဝင်ခဲ့တဲ့အချိန်မှာထိုင်းစစ်သားကသူ့ကို တနက်နဲ့နှမ်းပြစ်လို့ရပြီမပြစ်ခဲ့ဘူးတဲ့အဲ तू အဲ့မှာ तू ကဘာလို့တနက်နဲ့မပြစ်လဲဆိုတာကိုထိုင်းစစ်တပ်ရဲ့ဟိုဟိုလိုက်ပြီးတော့မှလေ့လာတဲ့အချိန်မှာ तू ကထိုင်းစစ်တပ်ကဟိုဖြစ်လာရဲ့ကြောခိုင်းတဲ့လူတယောက်ကိုအပြစ်သားတယောက်ကိုဘတော်မှမပြစ်ရတိတ်ကိုကောင်းတယ်မင်းကိုမျက်နှာချင်းဆိုင်လာမှပြစ်ပါဆိုတဲ့သူတို့ရဲ့လူသားချင်းစာနာမှုမျက်နှာချင်းဆိုင်တဲ့လူတယောက်ကပဲရံမှုလို့ရတာကိုကိုယ်ကြောခိုင်းထားတဲ့လူတယောက်က ရံမူလို့မရတော့တဲ့အတွက်မင်းဘာမှမလုပ်ရဲ။နောက်ကနေလိုက်ဖမ်းရဖမ်းမိလို့ရှိရင်လည်းသူ့ကိုတက်ဆိုင်ရအရက်ဖက်ဥပဒေရအရေးယူဖို့လုပ်မင်းဘာမှမလုပ်နဲ့မင်းလက်နဲ့အားကိုးပြီးတော့မှသူ့ကိုအနိုင်မကျင့်ပါနဲ့ဆိုတဲ့ဟာအဲ့ဒီဟာလေးကရင်နဲ့ဟုတ်တယ်ကွာအဲ့မှာသူစသိန်းထရကောင်းတယ်ကွာသူထိုင်းစစ်တပ်ကိုအဲ့ချိန်မှာသူလေးစားဝါတယ်ပေါ့နော်လေးစားဝါပြီးတော့မှသူတွားပြီးတော့မှနောက်ထိုင်းစကားတက်တဲ့လူလူခေါ်ပြီးတော့မှအဲ့ဒီချစ်သားကိုသူတွားပြီးတော့မှပြန်တောင်းမှန်တယ် ဆိုတဲ့ဟာလေးကိုသူပြောပြတာဟုတ်အော်ဒီလောက်တော့အတူယူစီကကောင်းပါလားဆိုတဲ့ဟာလေးအဲ့တော့ကျွန်တော်တို့တွေကလည်းဒီအမြင့်ဖြတ်ဖို့ဆိုတာကလူတွေအကုန်လုံးတတ်ဖို့မဟုတ်ဘဲနဲ့ကျွန်တော်တို့စနစ်တကူကိုလုံးဝအမြင့်ဖြတ်ပြီးတော့မှပြည်သူချစ်ရောချစ်တော်တတ်မတော်ဖြစ်အောင်ကျွန်တော်တော်လိုင်းတက်ဖွဲ့တွေရောကျန်တဲ့ CDM တွေရောအကုန်လုံးပေါ့နော်နေပေအတီးတီးကတော်လိုင်းမပါဝင်နေတဲ့လူအကုန်လုံးကဒီဟာကိုစူးစမ်းနေပါတယ်ဆိုတော့တရင်စကားလေးပွားကြပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်တို့ YouTube channel ကိုစောင့်မျှော်ကြည့်ရှုပေးကြတဲ့ ပြီးသူတို့တယောက်ချင်းဒီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်အဲ့တော့ဗမှုရဲ့ YouTube channel link ကိုလည်းဒီရုပ်တံရဲ့ comment မှာကျွန်တော်လင့်ချပေးပါမယ်ဗမှုရှိမှလည်းနေ့စဉ်မပြတ်စည်ရေးသုံးသက်ဆိုတဲ့စည်ရေးနဲ့ပတ်သက်ပြီးတော်လန်ရေးနဲ့ပတ်သက်တဲ့ဒီအရေးပါတဲ့သုံးသက်ချက်တွေကိုနေ့စဉ်တွားရောက်ပြီးတော့ကြည့်ရှုနားဆင်လို့ရမှာဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်တို့နှစ်ဦးပေါ့ကျွန်တော်ဝေယံနဲ့ဗမှုနဲ့နေသားချင်းချင်းဒီလိုတွေးခေါ်စရာအကြောင်းအရာလေးတွေ ဒီတရင်ချက်လက်လေးနဲ့ပတ်သက်ပြီးတော့လေမျှဝေပြီးနိုင်ဖို့မကြမကြဒီလိုမျိုးလေးဒင်းစကားလေးပါနိုင်ဖို့အတွက်ဆက်ပြီးတော့ကြိုးစားပါမယ်ကျေးဇူးတင်ပါတယ်ဗျဟုတ်